United ကိုအားပေးနေကြတဲ့ United ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ United နေရတော့ဗောနော်ဒီ Europa လဲဘူလဝဲရောက်သွားတယ်ဗျာရောက်သွားတာကတော့ကောင်းတယ်မခက်ဘူးဒါပေမဲ့ဒီညဗောနော်ချက်စီးနဲ့အာမော်လုံးမွဲတဝဲကန်ပေးရတော့မယ်ပုံမှန်ဆိုဗျာသိရမလားစနေတနေ့ကနေမှကန်ရမှာဒါပေမဲ့ဘူလဝဲရောက်သွားတဲ့အတွက်ချက်စီးအသင်းနဲ့ပွဲကိုဒီညဗောနော်တောက်ကြတောက်ကြညနှစ်နာရီမှာပဲ ကန်သွားမှာဖြစ်တယ်ဒီစနေမနေ့ပေါ့တောက်ကြညာစနေမနေ့နှစ်နာရီနှစ်နာရီပေါ့နှစ်နာရီဝင်းကျင်ပေါ့ကျွန်တော်တို့မြန်မာချိန်နဲ့ဆိုရင်တော့တနာရီ45ပေါ့နော်အဲနှစ်နာရီဝင်းကျင်မှာချက်စီးနဲ့ကန်ရတော့မယ်ဘာလို့လဲဆိုတော့ယူရိုပါလိဘိုလီဝဲရောက်သွားလို့ဖြစ်ပါတယ်တစ်ဖက်တခြားတစ်ဖက်မှာလေဒါစပါနေရဲ့ဘွေတင်ရှိရပေါ့ဒီတော့ကကျွန်တော်ကဒီ United နဲ့ချက်စီးတင်ရဲ့ပွဲစဉ်လေးအချောင်းနဲ့အဲအခြားဟိုကိစ္စဒီကိစ္စလေးနည်းနည်းတော့ဒါပြောပြခြင်းနေဗျ ဒီနေ့ပေါ့နော်ဒီနေ့ညကစားရမယ့်ပွဲကတော့ United နဲ့ Chelsea ကဒါရည်ရွယ်ချက်တွေမတူကြဘူးပေါ့နော်ဘာလို့လဲဆိုတော့ United ကရောတော့ရှင်းနေဒီပွဲကအဖြစ်လောက်ပဲကံမယ်ပေါ့နော်ဒါပေမဲ့ဒီ post score တော့ရောက်တော့လေဝေဖန်ထားတယ်ဗျ ranking တော့ post score ranking တော့ဆားတော့เนาะမင်းတို့ပေါ့ Europa League ရရမရရပေါ့နော် Champion League ရရမရရ Premier League မှာတော့ဒီ Titan နဲ့အဆင့်တစ်ခု United နဲ့လျော်ညီတဲ့အဆင့်တစ်ခုရှိတင်နေပေါ့နော် အဲနောက်ထပ်ပေါ့နော်အဆင့်နေရအများကြီးမတက်တော့ဘူးဆိုရင်တော့စက်ခွန်ကနေ16ရောက်သွားအောင်ဒိုဒီမို16ကနေ14 14ကနေ13ပေါ့နော်ဒီလိုမျိုးရောက်နိုင်မှုအတွက်လက်ကျန်ပွဲတွေကိုအနိုင်ခံနေတယ်လို့ဒါပေါ့စကိုတို့ကတော့ပြောတာလေဗျကျွန်တော်လည်းဒီအပေါ်မှာတော့ဟိုလက်ခံတယ်ပေါ့စကိုရဲ့အမြင်ကိုပေါ့နော်ပေါ့စကိုရဲ့အမြင်ကိုလက်ခံတယ်ဒါပေမဲ့လည်းဒီ MOR အနေနဲ့အဓိကကစားသမားတွေထုတ်သုံးလာမယ်ဆိုရင်တော့လေဘလူလာဟုတ်ပေါ့ဗျာသို့လို့ဆိုလို့ကျွန်တော်ကတော့ခုမှဒီပရီးမီးယားလိမ့်မှာရှိတဲ့လူလေးနဲ့ပေါ့နော်ရအောင်ကန်ပေါ့ ဒီပြီးရင်များနောက်ထပ်လက်ကျန်နှစ်ပွဲလောက်ကရောင်းရင်လူစုံထုတ်ကန်လို့ရပြီဘာလို့လဲဆိုတော့ Europa League ပိုလူဝဲကဒီ22ရက်နေ့ပေါ့နောက်တစ်ပတ်ကြာတာပရီးနေ့မှာကံမှာဖြစ်တဲ့အတွက်ပေါ့နော်အဲ့ဒါပြီးရင်တော့အိုင်ဂျန်နဲ့လက်ကျန်ပရီးမီးယားလေးပွဲလေးတွေကိုလူစုံထုတ်ပြီး United ကကန်လို့ရပြီပေါ့အဲ့ဒီချိန်ရောက်ရင်တော့နိုင်အောင်ကန်စီခြင်းတယ်ဒါပေမဲ့ဒီညချက်စင်းနဲ့ပွဲရတော့ဗျာဒီကလူငယ်တွေပဲသုံးစီခြင်းလားမနောက်တန်းဆိုလေဂျူနီအီဗန်တို့ထုတ်သုံးလိုက်ပြီလားဂျူနီအီဗန်တို့မတက်နိုင်ဘူးနော် သုံးလိုင်းเนาะခုဆိုကျွန်တော်တို့ pre and practice preparation လာအဲ့ဒီနောက်တန်းအချာတိတ်တွေလည်းကောင်းတာပဲပြီးရင်ကွင်းလဲမှာဆိုလည်းတိုင်လောက် fletcher တို့ဟာတို့ထည့်သုံးတာမျိုးပေါ့เนาะအဲ့လိုမျိုးကြည့်ကျင်တယ်ဘာလို့လဲဆိုတော့ဒီလိုပွဲမျိုးမှမသုံးရင်ဘယ်ပွဲမှဒီလိုငယ်တွေသုံးမလဲပေါ့နောက်တစ်ခုကလည်းဟိုဒီအဆင့်ဒီအခြေအနေနဲ့ပေါ့เนาะ ဒီစင်ဒီချင်းနေဆိုတော့ဟိုအထက်လည်းအရင်မရောက်တော့ဘူးကျွန်တော်တို့ဒီဟိုအကြီးကြီးတဲ့ပွဲလည်းမဟုတ်တော့ဘူးဆိုတော့ဗောလေနိုင်နိုင်တော့လေကောင်းတာဗောဒါပေမဲ့လည်းဒီတပွဲမှာတော့အဲဖြစ်နိုင်တယ်ဗျာလူစင်းကိုရှော့ပေါ်ပြီးတော့ဒါအတုံးပြုစီချင်းနေဗော United ကတော့ဘာမှထွေထူးပြောစရာမရှိဘူးကျွန်တော်တို့ကဗောနော်ဟိုကို United ပြိတက်ဖြစ်လို့ဒါဒီပွဲကကြည်ရမှာဖြစ်တယ် United က AC ပဲကစားလိမ့်မယ်ဗောနော်ဒါပေမဲ့လည်းပြောတတ်ဘူးနိုင်လည်းနိုင်ပါဗောပြောတတ်ဘူးလीနော် ်ဒီချက်စီအသင်းဘက်မှာရောက်တော့ပြောင်းမြန်တယ်ချက်စီကတော့ဒီ United နဲ့မတူဘူးတို့ကဒီပွဲကိုအသေးအတန်ကဲမှန်ကစားရမှာဖြစ်တယ်ပေါ့ဘာလို့လဲဆိုတော့တို့ကဒီ United ကိုလည်းနိုင်မယ်နောက်တဲ့တပွဲလောက်ကိုလည်းနိုင်လိုက်မယ်ဆိုရင်ပေါ့နော်ချန်ပီယံလိဝင်ဝင်ကထေချာတဲ့လောက်ဖြစ်နေပြီပေါ့အဲ့တော့ချက်စီကတော့မဖြစ်မနေနိုင်မအောင်ပြတ်မှာဘာလို့လဲဆိုရှုံးရင်လည်းမဖြစ်ဘူးသူကချန်ပီယံလိဝင်ဝင်ကိုဗျာချက်စီရဲ့မန်စီးရီးရဲ့ပြီးရင်အာဆင်နယ်ကထည့်တွက်ထားလို့ရရပါတော့ဒါအတိုင်းပဲအာဆင်နယ်ကတော့ 60ရာခိုင်နှုန်း90ရာခိုင်နှုန်းလောက်ကြီးတည်ကြနေပါပြီးရင် Aston Villa, Nottingham Forest, Newcastle ပဲဒီနင်းတွေကအပြိုင်လူနေတာဖြစ်တဲ့အတွက် Chelsea အတွက်ကတော့မဖြစ်မနေနိုင်ဘူးအရေးကြီးတယ်ပေါ့ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့ပတ်တော့ Newcastle ကိုရှုံးသွားတာ6မှတ်6မှတ်တန်ပွဲကိုသူရှုံးသွားတာအဲ့လိုမျိုးဆိုတော့ United ကိုသူကနိုင်မှုလူတယ်အဲ့အတွက်သူတို့မှရှိနေများလူရင်အားလည်းဟိုထုတ်သုံးနေမယ်ပေါ့အဲသူရဲ့ conference league ဘူးလူပွဲရောက်တော့ United ်တို့က22ဂန်ရမယ်ဆိုရင် United နဲ့စပါ22ချက်စီရောက်တော့မေလ29ရက်မနက်ပိုင်းမှာပေါ့နော် conference လေးပို့လို့ပဲကန်ရမှာဆိုတော့ပြီးတော့အဲ့ဒီဖလားကိုလည်းအဲသူတို့ကဘယ်လိုပြောရမလဲချန်ပီယံလေးဝင်ခွင့်လောက်အရေးမကြီးဘူးပေါ့နော်အဲ့ဒီအတွက်ပရီးမီးယားလိဂ်ကိုအားပြေးအင်ပြေးအဲချက်စီကကစားလာမှဖြစ်တယ်ဒီတော့ United အနေနဲ့ဒါဟိုရှုံးမှုများတဲ့ပွဲတွေပဲပေါ့ကျွန်တော်တို့အချိန်လေးရက်ရက်ကိုခြုံကြည့်မယ်ဆိုရင်ဟိုရုံနိုင်ရည်ရှိတဲ့ဒါပွဲတွေပွဲဖြစ်တဲ့ ဒါပေမဲ့လည်းဘောလုံးဆိုတာလုံးရင်းဆိုမပြောတတ်ဘူးကိုချတိတ်တွေကလည်းချက်စီးရဲ့ချန်ပီယံလိဝင်ခွင့်အိမ်မက်ကိုနောက်ချက်ပြင်ပြင်ပေးမှာပေါ့လေအဲဆိုတော့ကဒီ United ရဲ့ပေါ့နော်လူငယ်လေးတွေကိုအသင်းကြီးတင်းတင်းနဲ့ကစားတာကိုကြည့်ချင်တဲ့လူတွေကတော့ဒီနေ့ညပွဲကိုဒါမဖြစ်မနေကြည့်တင်ပါလေဘာလို့လဲဆိုတော့ဟိုချက်စီးအသင်းလို့ပေါ့နော်ဒီလိုမျိုးပရီးမီးယားလိဂ်အဲထိတ်တန်းအခြားအသင်းတွေနဲ့တွေ့ဆုံတဲ့ပွဲမှာ first line နဲ့တဲမှာလူငယ်တွေအများကြီး ဒူဒီမိုးပေါ့နော်၃ယောက်လောက်၃ယောက်၂ယောက်၃ယောက်ဒီအာပါဝင်လာဖို့ဆိုတော့ရင်တော့အခြေအနေလို့ဆိုခက်ခဲတယ်ဗျာအခုကတော့ဟိုအစိုးရရဲ့အကောင့်လို့ပဲဒါပဲဖြစ်တွေးကြည့်ုံပေါ့နော်အဲ့လိုမျိုးဆိုတော့လူငယ်တွေဒါ online ကျင်းလိုက်ပါဝင်လာမယ်လို့မျှော်လင့်ရတယ်အဓိကဇာသမအချို့လည်းဒါပါဝင်လာပါဝင်မယ်လို့လည်းယူဆရတယ်ပေါ့နော်ဘလူးနိုတို့ပါတော့တော့အနာပေးထားဖို့ဒါတေချာတလောက်ပါပဲအဲ့တော့ဒီညမွဲကိုတော့ဒါလူငယ်လေးတွေကိုအားပေးရင်းနဲ့စောင့်ကြည့်ကြတာပေါ့ဗျာ ဒီဒစ်ဆက်ထင်းမှာပဲပေါ့နော်နီးပြားကြီး MO တွေကတော့ဒီယူရိုပါလိဘူလူပွဲနဲ့ပတ်သက်ပြီးအဓိကကစားသမားတွေပြန်ပါမပါဆိုတာကိုသူအရင်နေ့ကဒါအင်တာဗျူးတစ်ခုမှာပြောသွားတယ်ဗျဒီကိုဒါလို့အတီလေပါဝင်နိုင်မှုတော့ဒါခြေနေလို့ရှိနေတယ်ပေါ့အတိုင်းမဲ့မတည်ကြဘူးသူ့အနေနဲ့လည်းဒါစွန်စားပြီးအသုံးပြုသွားမှာမဟုတ်ပါမဟုတ်ဘူးပေါ့နော်ဘလို့ပွဲမျိုးပဲဖြစ်နေပါစေကစားသမားအရေးကြီးတယ်။တန်ရာကင်းမသိပဲဝင်ကစားရင်တန်ရာထက်ရသွားနိုင်တယ်။အဲ့ဒီတော့ဟိုဝင်ကစားလို့ ဒေချာပေါက်ဖြစ်ဖြစ်မဲ့ကစားသားကစားသမားတွေပေါ့နော်တန်ရာရကစားသမားတွေတည်းကပြင်ကောင်းကစားသမားတွေကဒေချာပေါက်ဖြစ်ဖြစ်နေမှာသာယူရိုဘာလိုက်ပိုလီဝဲဝင်ကစားလို့ရမယ်ယိုယိုရောဒီဒါလို့ရဲ့အချိန်ညောကတော့မတည်ကြသေးဘူးပေါ့နှစ်ယောက်လုံးကစားရင်လည်းကစားနိုင်မယ်တယောက်တည်းကစားနိုင်တာလည်းဖြစ်ချင်းဖြစ်မယ်ဒါမှမဟုတ်နှစ်ယောက်လုံးလည်းပါဝင်ခြင်းမှပါဝင်တာလိုက်ပါဝင်နိုင်လိမ့်မယ်ပေါ့ယူရိုဘာလိုက်ပိုလီဝဲမှာဒီလိုအချိန်လေးတော့ရှိနေတယ်ပေါ့နော်အဲဒီဘက်မှာစပါပတ်မှာဆိုရင်လည်းဒါအဓိကကစားသမားတွေဖြစ်တယ်မက်ဒီဆင်တို့ဒါမပါဝင်နိုင်တော့ဘူးပေါ့နော်ဆိုတော့က အဲအချိန်နေရတော့ဘောနော်ဟိုဘက်ဒီဘက်မျှချေပါပဲပြီးတော့ဒီပရီးမီးယားလိအတင်ချင်းချင်းဖြစ်နေတာရယ်ဒီယာဒီထိတဲ့တွေ့ဆုံမှုတွေမှာစပါအတင်းကိုအသာစီးရမထားတာနေရယ်ဒါမှမဟုတ်လေ United ဘက်မှာကတော့ဒီ Champion အဲ Champion ရှုံးတွက်ဗလား Champion ဘောနော်အဲ့ဒီຢာတွေယူထားတဲ့လူတွေအတွေ့အကြုံတွေအဲ့လိုမျိုးနောက်တစ်ခုဆိုဒီလိုမျိုးရှုံးတော့ဖလားရည်ဆိုရတတ်တာမျိုးလေးပေါ့နော်ရှိတာမျိုးလေးဆိုတော့အဲစောင့်ကြည့်ရမှာပေါ့ဗျာကျွန်တော်တို့ကတော့ကိုအင်းကိုပဲဒါနိုင်စေခြင်းနဲ့ဖလားရည်ရစေခြင်းတာပေါ့ ဒီအားလုံးလင်းတာ view site ကြပါအောင်ဗျမိုးမိုးရဒီအစားဖြစ်တော့ဗောနော်နေမကောင်းပါညာဖြစ်တာတွေရောဈာလုံချုံကြီးကိစ္စတွေရောကျမကြီးကိစ္စတွေရော view site ကြပါဗျာ united ဘူအားပေးကြတဲ့ညီကူမတော်မအားလုံးရောဒီဘောလုံးချစ်တဲ့ပြည်သက်တွေရောပြည်သူအားလုံးရောပေကင်းလုံချုံကြပါစီဗျာကျေးဇူးတင်ပါတယ်